တောင်တက်လမ်းနေနဲ့လမ်းကျန်းဒေသတွေမှာမောင်းကျင်နေဘလို့ဆိုင်ကယ်ရွေးချယ်ရမလဲဆိုပြီးရင်ဒါလာမိထားကြတဲ့မော်တော်နစ်ခဲဆိုင်ကယ်ချစ်သူမိတ်ဆွေတွေအတွက်ဒီကနေ့ရှင်းပြပေးသွားကြပါမယ်။အားလုံးမင်္ဂလာပါကျွန်တော်ကြွကြောအောင်ပါမော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်။အဲ့ဒါကတော့အခုကျွန်တော်ရဲ့ရှိတဲ့တက်မှာရှိနေတဲ့ Canada 125R ဆိုင်ကယ်ပဲဖြစ်ပါတယ်။ဒီဆိုင်ကယ်ကတော့တောင်ပေါ်ဒေသတွေအထူးသဖြင့် ချင်းပြည်နယ်လိုဒေတာတွေကချင်းပြည်နယ်ဘက်တွေရှမ်းပြည်နယ်မြောက်ပိုင်းဘက်တွေအဆရှိတဲ့တောင်ပေါ်ဒေတာတွေနဲ့လမ်းကျန်းဒေတာတော်တော်များများမှာဒီ1 fire cycle ကအသုံးများပါတယ်ဒီကန္နာ1 fire cycle တွေဒီနာမည်ကြီးကံပွားနေထုတ်လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်ဒီကန္နာ1 fire cycle အကြောင်းကိုတစိတစောင်းပြပြမယ်ဆိုရင်အင်ဂျင်ပါဝါကတော့15 cc အင်ဂျင်ပါဝါအပြည့်နဲ့ထုတ်လုပ်ပေးထားတယ်ကန္နာကထွက်တဲ့မြာ15 cc engine နဲ့ဆိုင်ကယ်ထဲမှာဆိုရင်ဒီကန္နာ15 cc ရဲ့15 cc engine power က ပိုးပြီးမှ performance ကောင်းတာကိုတွေ့ရတယ်။ဘာလို့လဲဆိုရင် engine power ကို 1.5cc engine power အပြည့်နဲ့ထွက်လုပ်ပေးထားတယ်။အဲဒါကြောင့်မလို့လေတောင်ပေါ် data တွေမှာအပြုံးမပြည့် and to ရင်ဆိုင်ပြီးမှတက်နိုင်တာပဲဖြစ်ပါတယ်။ video ဆိုလည်းကြည့်လိုက်ပါအောင်များနော်။တကယ်ကိုတောင့်တင်းခိုင်မာတဲ့ pandelic ဂွေတွေနဲ့ထွက်လုပ်ပေးထားတယ်။တာယာတွေကစဒီမှာလမ်းကျန်းသုံးတဲ့တောင့်တက်ကောင်းမဲ့ point အကြီးစားတွေပါတဲ့တာယာတွေနဲ့ထွက်လုပ်ပေးထားတာကိုတွေ့ရပါတယ်။ပြီးတော့ဒီမှာဆိုရင်လည်းဒါချိန်ပုံအပြည့်နဲ့ထွက်လုပ်ပေးထားတယ်။ ပြီးတော့ဒီမှာဆိုရင်လဲဒါနောက်ခြေတင်တန်းပေါ့နော်နောက်ခြေတင်ကုန်မှာဒီဟာကြီးကကြည့်လိုက်အောင်နော်တော်တော်ကိုတောင်းနှင်းခိုင်မာလွန်းနေနော်တချို့ဒီတာတွေမှာဆိုရင်ဒီကနာ1.5ဆိုင်ကယ်ကိုဆိုင်တွေအများကြီးတင်ကြရတာနဲ့အဲဒီလိုမျိုးပေါ့နော်ဈေးချင်းတောင်းနေတင်ကြရတာနဲ့ဆိုင်ငယ်ဈေးတွေဒီဆိုရင်လဲအခုလိုမျိုးကနာ1.5ဆိုင်ကယ်ကိုတုံးရတယ်ခနိုင်ကုန်ဆိုရင်လဲလမ်းကျန်းဒီတာတွေမှာမောင်းနေတူရောနောက်ကလိုက်ပါတူရောလုံးဝကိုအစ်စ်ညင်ညောင်းနေမဲ့ဟော်တာအကောင်းစားတွေနဲ့ထုတ်လုပ်ပေးထားတာတွေ့ရတယ်ပြီးတော့ စီတန်ကြီးကတော့၄လီတာဝင်းကျင်စက်မှာပဲဖြစ်ပါတယ်တူပေါက်ကတော့တူပေါက်ငယ်တစ်ခုပါဒါကတော့တူလီမိုလီပစ္စည်းအနည်းငယ်တော့စက်မယ်ဆိုင်ကအုပ်ထုပ်အကြီးကြီးတော့စက်မှာမဟုတ်ပါဘူးခါကယ်ရီယာတန်းကလည်းကြည့်လေအောင်လုံးဝကိုဒီမှာတန်သားကလုံးဝကိုထူတာတွေ့ရတယ်အခြားသောဆိုင်ကရီနဲ့မတူပဲတန်သားကလုံးဝကိုထူတာကိုတွေ့ရပါတယ်ဘယ်ဘက်လက်ကင်တိုင်းရဲ့အောက်နားမှာဆိုရင်လေဖုံးထဲလို့ရမယ်အန်ခွင့်ငယ်တစ်ခုပါဝင်တာတွေ့ရတယ် လက်ကောက်ရဲ့ညာဘက်နားမှာဆိုရင်တော့လုံခြုံမှုပိုရှိစေမယ့်နှစ်ထပ်တော့အမျိုးအစားကိုတုံးပေးထားပါတယ်။ဒိုင်ခွက်ကတော့လက်တန်နဲ့ပြပေးတဲ့ယူယူဒိုင်ခွက်ကိုပဲတုံးပေးထားသေးပါ။ရှင်းဘရိတ်ကတော့တောင်ပေါ်လမ်းနေမှာလူကြိုက်များတဲ့ disc brake နဲ့ထွက်လုပေးထားတယ်။နှုတ်ဘရိတ်ကတော့ hard brake နဲ့ထွက်လုပေးထားပါတယ်။အိတ်ဇောဆိုရင်လည်းစတီးယုံနေတောက်ပတ်နေတဲ့လုံးဝကိုအကျဉ်းခံတဲ့အိတ်ဇောအမျိုးအစားကိုတုံးပေးထားတာကိုတွေ့ရတယ်။တကယ်ပြောတာပါကျွန်တော်ကိုယ်တိုင်စီးဘူးလို့ပါခင်ဗျာနော်။ဒါကြောင့် delivery နေတဲ့မိတ်ဆွေနေတဲ့ တောင်ပေါ်လမ်းနေနဲ့လမ်းကျန်းဒေသတွေမှာတုံးကျင်တဲ့ဘလူးဆိုင်ကယ်ကိုစီးရမလဲဆိုရင်တော့အခုကျွန်တော်ရှင်းပြသွားတဲ့ကန်တာဝန်ထုပါဆိုင်ကယ်ကိုရွေးချယ်စီးနင်းကြည့်ပါလို့ကျွန်တော်ကြော်ကြောင်ကအကြံပြုတိုက်တွန်းချင်ပါတယ်ဒီဆိုင်ကယ်ကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်တော့မန္တလေးမြို့သခိုင်းမန္တလေးလမ်းကန်တော်ကြီးမီပွိုင်းတောင်ဘေးတမောက်ရီယာနာမှာဖွင့်လှစ်ထားတဲ့ဂိုရင်ဝီဆိုင်ကယ်ရှိုးရူမှာအားလုံးကျေးဇူးတင်ပါတယ်နောက်ဒီမှာလည်းမွန်ဒူနီခဲဆိုင်ကယ်ချစ်သူမိတ်ဆွေတွေအတွက်အခြားတော်ကျိုးရှိတဲ့အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးတော့ပါဦးမယ်